နာဘတ်ကြောင့်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပါပင်နာဘတ်ကို1982ခုနှစ်ဩဂုတ်လ30ရက်ရှက်ကိုစလိုဗကီးယားမြို့နီးရှိစကဲနာရွာလေးမှာမွေးဖွားခဲ့ပါတယ်။ငယ်စဉ်ကလေးကဘောလုံးကိုဝါနာပါသူတယောက်ဖြစ်တဲ့အတွက်၅နှစ်ရွယ်မှာသူ့ရဲ့ဇာတိကလပ်ဖြစ်တဲ့တာရန်စကဲနာမှာစတင်ကစားခဲ့ပါတယ်။ 1990ပြည်နှစ်မှာစစ်မှုထမ်းရင်းနဲ့ professional ဘောလုံးသမားဘဝကိုစတင်ခဲ့ပါတယ်1992ခုနှစ်မှာ Sparta Prague တို့ ပြောင်းရွှေ့ခဲ့ပြီး ချက်မြူတွင်မှစတင်နာမည်ရရှိလာခဲ့ပါတယ် Sparta Prague တွင်လည်း Chelsea ဖလား၃လုံးကိုရယူနိုင်ခဲ့ပါတယ်1994ခုနှစ်မှာ Chelsea ရေးစင်တင်ထက်ပွဲဥထွက်ကစားခဲ့ရပါတယ် သူ့ရဲ့ကစားသမားဘွားအပြောင်းလဲဖြစ်ခဲ့တာတော့1996ခုနှစ်ယူရိုဖလားပဲဖြစ်ခဲ့ပါတယ်1996ခုနှစ်ယူရိုဖလားမှာနာဘက်ရဲ့ဥဆောင်မှုများနဲ့အတူချက်အတင်းဟာဘူလူပွဲတို့ရောက်ရှိခဲ့ပါတယ်ထို့ကြောင့်နာဘက်ကိုဥရောပကလပ်တင်းကြီးများရဲ့စိတ်ဝင်စားမှုကိုလည်းရရှိခဲ့ပါတယ် ထို့နောက်နာဘတ်ဟာယူရိုပြိုင်ပွဲပြီး1996ခုနှစ်အီတလီစီဒီကလပ်လာဇီယိုအသင်းသို့ပြောင်းရွှေ့ကစားခဲ့ပါတယ်။နာဘတ်ကလာဇီယိုအသင်းနဲ့အတူကိုပါအီတလီယာဖလားနှစ်ချိန်၊ကပ်ဝင်းနာကပ်တစ်ချိန်၊လာဇီယိုအသင်းအတွက် နှစ်ပေါင်းများစွာဝေးကွာနေတဲ့စီဒီချန်ပီယံဆုကိုရယူပေးနိုင်ခဲ့ပါတယ်။ ထို့နောက်ဂျူပင်တဲ့အတင်းကအတင်းကထွက်ခွာတော့နမဲကြီးကစားနမစီရန်နေရအစားထိုးတိုင်းအတွက်နားဘက်ကိုခေါ်ယူခဲ့ပါတယ်ထိုခေါ်ယူမှုဟာတူးအတွက်ကစားနမဘဝများစွာ အပြောင်းလဲဖြစ်ခဲ့ပါတယ်နားဘက်နဲ့တူဂျူပင်တဲ့အတင်းဟာ2002-2003ရာသီမှာ CDS Champion ဆုချန်ပီယံလိဘူလူပွဲတို့တက်ရောက်ခဲ့ပါတယ်ဂျူပင်တဲ့အတင်းဟာချန်ပီယံလိ ဘူလူပွဲတို့တက်ရောက်ခဲ့ပေမဲ့နာဘတ်ဟာအဝါကက်ဖြစ်တဲ့ကြောင့်ဘူလူပွဲမှာပါဝင်ကစားနိုင်ခြင်းမရှိခဲ့ပါဘူး။ထိုပွဲမှာဂျူပင်တက်အင်းဟာ AC မီလန်အင်းနဲ့တွေ့ဆုံခဲ့တာဖြစ်ပြီးပန်နယ်လီအဆုံးအဖြတ်နဲ့ရှုံးနေခဲ့ပါတယ်။ထို2002 2003ဘောလုံးယာဒီယာတူအတွက်အကောင်းဆုံးယာဒီတစ်ခုဖြစ်ခဲ့ပြီးဘောလုံးတော်စုကိုလည်းရရှိခဲ့ပါတယ်။ထိုဘောလုံးစုဟာသူ့ဘဝအတွက်အကြီးအကျယ်ဆုံးအောင်မြင်မှုတစ်ခုလည်းဖြစ်ခဲ့ပါဗျာ။ 2003ခုနှစ်ကဘော်လုံးရောစုဟာအငင်းပွားစရာများစွာဖြစ်ခဲ့ပါလေတဲ့ပင်ဒိတိုက်စမှုတရားဤဥနရိယတွင်ကိုဂိုးမှန်တီးမှုများစွာလုပ်ခဲ့ပေမဲ့မရရှိခဲ့ပဲနာဘက်ကသာရရှိခဲ့တာကြောင့်လည်းဖြစ်ခဲ့ပါတယ်။နာဘက်ကထူရာဒီမှာအတင်းလိုက် စုဖွဲ့မှုကောင်းမှု ချန်ပီယံလိမင်းဆန်းဆောင်ရေးကောင်းမှုတွေကြောင့်မဲတာနဲ့အနိုင်ရရှိသွားတာလည်းဖြစ်ခဲ့ပါတယ်။ ို့ပေမဲ့နားဘက်ဟာဒီစုကိုဘလူများတရားရီအိုနေယိုကြော်ပြီးရာသွားခဲ့တာလဲဆိုပြီးတော့မှတ်ချက်စကားလဲပြောခဲ့ပူပါတယ်ထို့နောက်ဂျူပင်တဲအတင်းဟာ2006ခုနှစ်ကဘာဖလားမတိုင်ခင် CD ရဲ့အတင်းများရဲ့လုံပွဲအရှုပ်တော်ပုံကြောင့်ဂျူပင်တဲအတင်းဟာ CD ပြီးတော့တန်ဆင်းခဲ့ရပါတယ် ဂျူပင်တဲ့တင်းဟာစီတီပီတို့တန်းစင်သွားခဲ့ရပေမဲ့နာဘတ်ဟာထွက်ခွာသွားခြင်းမရှိဘဲအသင်းနဲ့သူဆက်လက်ကြိုးစားပြီးစီတီပီဖလားကိုရယူကစီတီရဲ့တို့ ပြန်လည်တန်တက်အောင်ကူညီခဲ့ပေးပါတယ်။နာဘတ်ဟာဂျူပင်တဲ့တင်းနဲ့အတူ2008ရာသီမှာဂျူပင်တဲ့အသင်းကိုတတိယနေရာရောက်အောင်ဦးဆောင်ကစားပေးခဲ့ပါတယ်။ 2009ခုနှစ်ဟာသူ့ရဲ့ကစားသမားဘဝနောက်ဆုံးရာသီလေးဖြစ်ခဲ့ပါတယ်။2009ခုနှစ်မေလ31ရက်နေ့မှာသူ့ရဲ့အတင်းဟောင်းဖြစ်တဲ့လာစီယိုအတင်းနဲ့ဂျူပင်တက်အတင်းတို့တွေ့ဆုံခဲ့တဲ့ပွဲမှာတော့နာဘတ်ဟာနောက်ဆုံးကစားခဲ့ပြီးသူ့ရဲ့ကစားသမားဘဝကိုနှုတ်ဆက်ခဲ့ပါတယ်။သူ့ရဲ့ကစားသမားဘဝအနာယူချိန်မှာသူ့ရဲ့အတင်းဟောင်းဖြစ်တဲ့လာစီယိုအတင်းနဲ့ဂျူပင်တက်အတင်းတို့ တွေ့ဆုံခဲ့တဲ့ပွဲဖြစ်တဲ့အတွက် ရိသတ်များဟာလက်ခုပ်ဩဘာတီးပြီးသူ့ရဲ့ကစားသမားဘွားကိုလှပစွာအနာယူခဲ့ပါတယ်။နာဗတ်ဟာ ကစားသမားဘွားအောင်မြင်မှုများစွာရရှိခဲ့ပါတယ်။သူအောင်မြင်မှုများမှာ CA ဖလားချန်ပီယံ3ချိန်၊ကိုပါအီတလီယာဖလား2ချိန်၊အီတလီစူပါဖလား4ချိန်၊ချက်လီဖလား3ချိန်၊ကပ်ဝင်းနာကပ်2ချိန်၊ဥရောပစူပါဖလား2ချိန် ဒူရီယာဖီတင်းအော်ရီယာ3ချိန်ချက်တနစ်တာအကောင်းဆုံးကစားသမားစု4ချိန်ဂိုဒန်ဘော6ချိန် CDA ရဲ့တနစ်တာ